အရှင်ဗျာတဲ့ရုပ်ရဲ့ရူပခန္ဓာရဲ့ตาယာဘွေအတ္တရအပြည့်အနာစာအာရိနဝလွတ်မြောက်မှု နေတရဏအတ္တရရဲ့အာရိနဝရဲ့နေတရဏအတ္တရဆိုတာခြင်းနှက်เสียအချက်ตาယာเสียတွေ့တာเสียအချက်အာရိနဝဆိုတာ အပြည့်အနာစာနေတရဏဆိုတာအဲ့ဒီယုတ်တရားတွေကထွက်မြောက်ဖို့ရထွက်ပေါက်ဒီသုံးခုရှင်းပြပါဗျာတဲ့ဒီသုံးခုသိကြပါလေယုတ်ရဲ့တာယာဇယဆိုတာဘာပါလဲဆိုရသော်ဗျာအေးယုတ်ကိုအကြောင်းပြုပြီးတော့ဒုက္ခတို့သောမနတတို့ဆိုတာဖြစ်တယ်ဟုတ်တယ်ဗောနော် အတန်လေးကိုကြည့်ပြီးတာယာတဲ့အတန်လေးနားထောင်တဲ့ကဝမ်းသာနဲ့ခြင်းတတ်တယ်။ကိုယ့်မျက်နှာလေးကိုမှန်နေကြည့်ဝမ်းသာနဲ့ခြင်းတတ်တယ်။ကိုယ့်ရုပ်လေးကိုကြည့်ပြီးတော့ဝမ်းသာနေတယ်၊ခြင်းနူးနေတယ်၊ဒုက္ခသောဝနတာတွေဖြစ်တာပဲနော်။ခန္ဓာကိုယ်ကဝါလို့လှလို့ဆိုရင်သဘောကျတာယာတယ်။ဟောဒါယုံနဲ့ပတ်သက်ပြီးတော့တာယာဝယ်လေးပဲ။ဒီတာယာဝယ်လေးတွေမရှိဘူးမဟုတ်ရှိတယ်။ရှိနေလို့တတ္တဝါတွေဟာတန်လျာထဲမှာပြောနေကြတာပေါ့။ ဒီလောက်လေးမှကျင်နှက်เสียမတွေ့ဘူးဆိုလို့ရှင်ချက်ချင်းကိုကိုကိုအဆုံးစီရင်ကုန်ရမှာပေါ့နော်ကျင်နှက်เสียလေးတွေရှိတယ်ရုပ်ကိုအမိပြုပြီးတော့ဒုက္ခလေချမ်းသာတယ်သောင်းနှံတော့ဝမ်းသာတယ်ကျဉ်းနှူးတယ်ဒါလေးတွေဖြစ်လာတယ်အဲ့ဒါဟာအတ္တနာပေါ့ဒါဖြင့်ယုတ်ကြီးရဲ့အပြည့်အနာစာအာရိနဝဆိုတာဘာလို့ပြရလဲအေးအဲ့ဒီယုတ်ကြီးဟာ တဖြည်းဖြည်းအိုးအိုသွားတာတို့ပျက်စီးသွားတာမမြဲတာတို့မခိုင်မာတာတို့ပြောင်းလဲသွားတတ်တာအဲ့ဒါတွေကအပြစ်တွေပဲပေါ့ကျေနပ်ရှင်မကောင်းဘူးကိုကလူလူပြိုပြိုလေးနေခြင်းနဲ့တဖြည်းဖြည်းအိုမင်းလာတယ်မျက်စီဆိုရင်ကိုကကြည်လင်ခြင်းနဲ့တဖြည်းဖြည်းမုန်းလာတယ်နားထိုင်လာဟောကျေနပ်ရှင်ပဲကောင်းအဲ့ဒါရုပ်မှန်ဒီအဖြစ်ဆိုးတွေကရှိနေရှိနေတာအာရီလဝပဲတဲ့အပြစ်အနာစား ဒါပြင်ထွက်ပေါက်ကဘာလို့ဖြစ်ရလဲဆိုအေးထွက်ပေါက်ဆိုတာတခြားမဟုတ်ဘူးတဲ့အဲ့ဒီရုပ်ပေါ်မှာ တွဲတားနေတဲ့ตาရားနေတဲ့ဆန္ဒရာဂကိုဖယ်ရှားလိုက်တာထွက်ပေါက်ပဲဟောရုပ်ကလွတ်ချင်ဒီရုပ်ကိုဖြည့်စည်ပြရမှာမဟုတ်ဘူးဘာကိုဖြည့်စည်ရမှာတော့အဲ့ဒီရုပ်ကို တွဲတားနေတဲ့တဏှာရာဂကိုဖယ်ရှားမှာအဲ့ဒါထွက်ပေါက်ပဲရုပ်ရဲ့ထွက်ပေါက်ထို့တူပဲဝေဒနာသင်ညာသင်္ခါရဝิญဉ္ဇဉ်တို့ကိုလည်းဒီတိုင်းပဲဟောပါတယ်မြတ်စွာဘုရား ဝေဒနာကိုမိပြုပြီးဒုက္ခသောမနာဖြစ်တယ်ဒါအတ္တရဝေဒနာပေါ်မှာตายရစရာကောင်းတဲ့အချက်ပဲဝေဒနာရဲ့အပြစ်နာစားကတော့မတည်ငြဲတာပဲဝေဒနာရဲ့ထွက်ပေါက်ကတော့အဲ့ဒီဝေဒနာပေါ်မှာတွေ့တာနေတဲ့တဏှာတာကိုဖယ်ရှားတာထွက်ပေါက်ပဲဩအတ္တရရဲ့အာရိနဝရဲ့နေတရဏရဲ့တို့ခန္ဓာ၅ပါးမှာ၃မျိုးစီ၃မျိုးစီတယ်လို့ရှိတယ် ရသော်ပြားကဒီလိုရှင်းပြမယ်တော့အဲ့ဒီရန်တော့ဂျင်းနှံ့ပြီးတော့မေကုန်းတစ်ခုထပ်ပြီးတော့မေးတယ်